န်းနိုင်ငံကနေထုတ်ပေးတဲ့ပန်းရံကပ်ကိုအသုံးပြုပြီးတော့ online ကနေပတ်စံချလို့ရလမလားအဖေကတော့ yes ပါပန်းရံကပ်ကိုအသုံးပြုပြီးတော့ YouTube Facebook တဲ့တို့ကနေတလောက်အသိစိတ်ရှိချနေကြတဲ့သူတွေတကယ်ရှိပါတယ်ကျွန်တော်တို့ online platform တွေမှာပတ်စံချဖို့အတွက် monetization ချောက်တဲ့အခါပန်းရံကပ်ကိုအသုံးပြုပြီးတော့ချောက်လို့ရပါတယ်မင်္ဂလာပါပြည့်စုံ information ကနေကြိုဆိုပါတယ် ဒီလိုမျိုး online ကနေတစ်ဖက်တစ်လမ်းကနေဝင်ဝင်ရှာဖို့အတွက်အကြောင်းအရာတွေနဲ့ tutorial တွေကိုအမြဲတမ်းလည်းဆက်ပေးသွားမှာမို့လို့ subscribe လုပ်ပြီးတော့စောင့်ကြည့်ပေးကြပါအောင်။ဒါဆိုရင်ကျွန်တော်တို့ပိုင်းဟကတ်ကိုအသုံးပြုပြီးတော့ online ကနေပတ်စံရှာဖို့အတွက်ဘာတွေလိုအပ်မလဲဆိုတော့ description လေးလာကြည့်အောင်။ပိုင်းအောင်ကဲဆိုတော့ထိုင်းနိုင်ငံမှာရှင်းပြောင်းလုပ်တော်တွေကိုထိုင်းနိုင်ငံကနေအသိမှတ်ပြုထားတဲ့တရားဝင်နေထိုင်ခွင့်အလုပ်လုပ်ခွင့်အထောက်အကူတစ်ခုပါဒီကကထိုင်းနိုင်ငံမှာရရှိနေထိုင်သူဒါမှမဟုတ် တရားဝင်လုံးလောက်ကနေတဲ့လူဖြစ်တဲ့အကြောင်းကိုတည့်တည့်ပြနိုင်တဲ့အရာတစ်ခုပဲဖြစ်ပါတယ်။ဒီတော့ဒီကဲရှိနေဘာတွေလုပ်လို့ရနိုင်မလဲ။ပန်းရောင်ကဲကိုဘယ်နေရာမှာအသုံးပြလဲဆိုတော့ဆေးရုံဆေးခန်းတွေသွားတဲ့အခါဟိုတယ်တွေတိကျခန်းတွေတည်တဲ့အခါရေမောင်းလိုင်းဆိုင်လျှောက်တဲ့အခါတွေမှာသုံးလို့ရပါတယ်။ပြီးတော့ဘန်ကတ်တွေကိုလည်းပန်းရောင်ကန်နဲ့ပဲဖွင့်လို့ရပါတယ်။ဒါကြောင့် online ကနေဝင်ငွေရှာတဲ့အခါပန်းရောင်ကန်နဲ့ monetization ရှာလိုက်ပြီးတော့ဒီကန်နဲ့ဖွင့်ထားတဲ့ဘန်အကောင့်ကနေပတ်စံထုတ်လို့ရတာမျိုးအဆင်ပြေတာဖြစ်ပါတယ်။ ကိုရအွန်လိုင်းကနေရလာတဲ့ဝင်ငွေတွေကိုထိုင်းဘဏ်ငွေအပြင်လုံခြုံစိတ်ရှာတဲ့နီလန်နဲ့ထုတ်ယူနိုင်ဖို့ကထိုင်းနိုင်ငံရဲ့ဘဏ်အကောင့်ကမရှိမဖြစ်လိုအပ်တော်မူလို့ပါဒီမှာသတိထားစရာတစ်ခုကဒီဗီဇာကအွန်လိုင်းကနေမျက်စာချဖို့အတွက်အဓိကဗီဇာမဟုတ်တော်မူလို့ဒါလောက်ကိုဘတ်တတောင်းထဲကြိုအောင်ရှာနေနိုင်ပြီဆိုရင်တော့အခွန်ဆောင်အမကိစ္စတွေနဲ့တခြားကိစ္စတွေကိုဆောင်ရွက်ဖို့အစီအစဉ်ရမှာပါဒါပေမဲ့ကိုကခုလူလူစီကို တလောက်ကို online ကနေဘက်တာတောင်းအောင်ရှာနိုင်မယ်ဆိုရင်တော့အဆင်ပြေနိုင်ပါသေးတယ်ဒီတော့ပထမဆုံးအဆင့်အနေနဲ့ကျွန်တော်တို့ကပန်းရံကန်နဲ့ဘဏ်ကရှိနေရမယ် online platform တွေရဲ့ငွေရှာတဲ့စနစ်ဖြစ်တဲ့ monetization system တွေကိုဝင်ရောက်ဖို့အတွက်ပထမဆုံးအဆင့်ကိုပြည့်စုံသွားပြီလို့ဆိုနိုင်ပါတယ်ဒီနေရာမှာတခုပြည့်စရာရှိတာက online ကနေလောက်ကင်မဲ့လူကိုယ်တိုင်မှာပန်းရံကရှိရမလားဆိုရင်တော့မဟုတ်ပါဘူးမြန်မာနိုင်ငံမှာရှိတဲ့လူငယ်တွေအနေနဲ့လည်းထိုင်းနိုင်ငံမှာနေထိုင်တဲ့ပန်းရံကနေဘဏ်အကောင့်ရှိတဲ့အသီးမိတ်စီတွေကိုအကူအညီတောင်းပြီးတော့လည်းပြုလုပ်လို့ရပါတယ် ဒါကလူတော်တော်များများလည်းသိကြပါပါဖဲနိုင်ငံမှာကိုကူညီတောင်းထားတဲ့သူကလည်းနေပညာအကြောင်းတွေကိုတိတ်နားလည်စရာတော့မလိုပါဘူးသူရဲ့ပင်ကန့်ရင်ဗန်ကောက်ရင်နေရာလိုက်စရာတိကျရပြီဆိုရင်ပဲ monetization ရှောက်ဖို့အတွက်တဝဲလောက်ပြည်စုံနေပြီလို့ပြောနိုင်ပါတယ်ကိုမဒါရီရှိနေပြီဆိုရင် online ကနေဝင်ဝင်ရှာဖို့အတွက်ပထမဆုံးလိုအပ်တာက niche ပါကိုကဘလို့အကြောင်းအရာတွေကိုဗီဒီယိုလုပ်ပြီးတော့တင်မှလဲဆိုတော့ကိုစသတိဖို့လိုလာပါပြီအကြမ်းအဖြစ်တော့နှမျိုးရှိပါတယ် ကိုမျက်နှာကိုပြပြီးတော့ဗီဒီယိုရိုက် content ဖန်တီးပြီးတော့ဝင်ငွေရှာမလားဒါမှမဟုတ်ကိုမျက်နှာကိုမပြဘဲနဲ့ pixel content တွေကိုဖန်တီးပြီးတော့ဝင်ငွေရှာမလားဆိုတော့ကိုရွေးချယ်ရပါမယ်ကိုမျက်နှာကိုပြပြီးတော့ content တွေဖန်တီးပြီးဝင်ငွေရှာတာကကိုရဲ့အကောင့်ကိုလည်းရသလိုမျိုးကိုရဲ့အမျက်နှာပေါ်ထဲတော့ကြောင့်ကိုရဲ့ personal brand ကလည်းနောက်ကနေကပ်ပြီးတော့လိုက်လာမှာပဲဖြစ်ပါတယ်ကိုကလူသိများလာရင်အလောလောကတော့ပိုလွယ်ကူလာမယ်လူတွေရဲ့ယုံကြည်မှုကိုပိုပြီးတော့ရလာနိုင်ပါတယ်ဒါပေမဲ့ကိုကအခုမှစမှာမလို့မျက်နှာလည်းမပြချင်သေးဘူးဆိုရင်လည်း ကိုမျက်နှာကိုပြဇာတ်မလို့ပဲနဲ့ဗီဒီယိုတွေဖန်တီးပြီးဝင်ဝင်ရှာနေကြတဲ့ niche ကိုရွေးချယ်ပြီးတော့လောက်ကင်လုပ်ရပါတယ်။ဒီလိုလောက်ကင်နေကြတဲ့သူတွေလည်းအများကြီးပါပဲ။ဒီနှစ်ခုတည်းအားတစ်ခုခုကိုရွေးချယ်ပြီးပြီဆိုရင်ထပ်ပြီးတော့လိုအပ်တာကကျွန်တော်တို့မှာ scale ပါမယ်။ကိုမကိုနဲ့ idea ဘယ်လိုစဉ်းစားမလဲ၊အခြေခံ video edit script ဘယ်လိုရေးရမလဲစတဲ့ ရေကန် knowledge တွေ skill တွေလွှမ်းလာပါပြီဆက်စပ်ရှင်ဒီ skill အသေးစားလေးတွေကိုပြဖို့အတွက်လိုအပ်တာတွေကို YouTube မှာရိုက်ရှာပြီးတော့ tutorial သင်ခန်းစာတွေကိုကြည့်ပြီးတော့ live လေးလား live လုပ်လို့ရပါတယ်ဆက်စပ်ရှင်မှာကိုယ်စိတ်ဝင်စားတဲ့ niche ကိုရွေးချယ်ပြီးတော့ဆက်လုပ်ကြည့်လို့ရပါတယ်အစားပိုင်းမှာတော့ video quality ကအသိမကောင်းနိုင်သေးပေမဲ့နောက်ပိုင်းမှာတဖြည်းဖြည်းနဲ့လုံရင်နဲ့ဆင်ပြေလာပါလိမ့်မယ် ဒီနေရာမှာဘယ် niche ကိုရွေးချယ်ရမှန်းမသိဘယ်လိုစာရမှန်းမသိဖြစ်နေတဲ့လူငယ်တွေအတွက်ကျွန်တော်ရဲ့ AI niche program အကြောင်းလေးကိုအနည်းငယ်မဆက်ခွင့်ပြပါခင်ဗျာဗီဒီယိုအခုမှဖန်တီးမဲ့သူတွေအတွက် ကိုကြိုက်တဲ့ niche ကိုရွေးချယ်သင်ယူနိုင်မဲ့ AI niche program မှာခုလိုလိုစေ niche ၃ခုရှိပါတယ် avatar တွေနဲ့ကိုကြိုက်တဲ့အကြောင်းအရာတွေကိုဖန်တီးမဲ့ niche ရေမြန်မာနိုင်ငံမှာအဖြစ်အများဆုံးယောဂ၁၀မျိုးကို လေ့လာကြည့်ကြပါမယ်နံပါတ်၁သွေးတိုးယောဂ တွေ့ကလည်းတွေ့နေကမ္ဘောဒီးယားချင်းနေဟာတိမာမှုတွေတိတိတသားရောကြသွားပါပြီပြီးခဲ့တဲ့ဇူလိုင်လကဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေကြောင့်တိုင်းနေပြီးတော့ဒီနေ့မှာတရုတ်လူမျိုးတွေဈေးရောက်တဲ့အခါဈေးရောက်ကောင်းအောင်ဘယ်နီးလန့်တွေကိုကျင်းသုံးကြလဲဆိုတာအကျိုးရှိတာမို့တင်ဆက်လိုက်ပါရဲ့နံပါတ်1စိုင်းနေရကောင်းချင်းကစိုင်းကြည့်ကြတာဒီနေ့မှာတော့ ID တင်ဆက်ရမလို့ဘန်ကက်ချိတ်ဆရာမလို့ပဲ story ပုံပြင်လေးကို copy paste နေလန်နဲ့စိုက်ကြဖန်တီးနိုင်မှန်းသိရှင် What is your email address? မင်း email လိပ်စာကအပါလဲ It's Hello, How are you? I'm fine, thank you. คุณชื่ออะไรမင်းနာမည်ဘယ်လိုခေါ်လဲဒီလိုနေ့ရှိတော့မရှိပါဘူး Alex ငါနာမည်က Alex Where are you from? I am from Myanmar. What is your niche တခုကိုရွေးချယ်တက်ရောက်ပြီးရင်ဒီ niche နဲ့သက်ဆိုင်တဲ့ video ဖန်တီးတာအစားဆုံးကနေ YouTube ကနေ quality ကိုပတ်စံဝင်တဲ့အဆင့်ဒီလေ့လာလို့ရမှာပါ niche တခုကိုမြန်မာဝေသုံးပေါင်းချက်တွေနဲ့အသက်သာဆုံးတက်ရောက်နိုင်ပြီးတော့ niche သုံးခုလုံးကိုဆိုရင်တော့ကျွန်တော်တို့6000ဝန်းနဲ့တက်ရောက်နိုင်မှာဖြစ်ပါတယ်ဒီ channel မှာလည်း niche တွေရဲ့အကြောင်းအရာပြုလုပ်နေတွေကိုအမြဲတမ်းတင်ဆက်ပေးနေတာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ရဲ့ပန်းရံခန်းနဲ့ဝန်ဝေရှာဖို့အတွက်ပထမဆုံးလိုအပ်တဲ့ niche ရဲ့ဒုတိယလိုအပ်တဲ့ video ဖန်တီးတဲ့ skill set တွေကိုရပြီးသွားတဲ့အခါမှာတတိယအဆင့်အနေနဲ့ပြုလုပ်ရမှာကတော့အကောင့်တွေ page တွေ channel တွေကိုစတင်ပြီးတော့ခွေရဲလုံးအောင်ဖြစ်ပါတယ် Facebook YouTube Twitter ကနေဝင်ဝင်ဆက်ရှာမှာဖြစ်တဲ့အတွက် Facebook page တစ်ခုရဲ့ YouTube channel တစ်ခုရဲ့ Japan Twitter account တစ်ခုရဲ့ကိုစတင်ပြီးတော့ကျွန်တော်တို့ဖွင့်ရမှာမယ်ဒါကိုလည်းစိုးစိုးပြုခဲ့သလိုပဲဘယ်လိုဖွင့်ရမလဲဆိုတော့ YouTube မှာပဲရဲရှာပြီးတော့စနစ်တကျဖွင့်လိုက်လို့ရပါတယ်ဖွင့်ပြီးတော့ရင်အခုချင်းစီရဲ့ monetization သတ်မှတ်ချက်တွေကိုပြည့်မြောင်းကိုက niche video တွေကိုတင်ပြီးတော့အရင်ပြုလုပ်ရပါမယ်။ဥပမာ YouTube အတွက်ဆိုရင် subscriber 1000နဲ့ watch hour 4000ပြည့်အောင်အရင်လုပ်တော်မျိုးပါ။ platform ကိုစီမှာသူရဲ့သတ်မှတ်ချက်တွေကိုစီရှိတော့ဒါတွေကိုပြည့်အောင်အရင် video တွေတင်ပြီးတော့အရင်လုပ်ရပါမယ်။ကိုယ့်ရဲ့ကိုယ်နဲ့ကောင်းရင်ဒါကလည်းမကြပါဘူး။ဒါရီပြေးသွားပြီဆိုရင်တော့ငွေပေးရှိဖို့အတွက် YouTube မှာဆိုရင် SS account ချောင်းအောင်ပါပြပြီးတော့ Facebook နဲ့တက်တော့မှာဆိုရင် ပေးရအကောင့်ကိုကျွန်တော်တို့ရှင်းဖို့လိုအပ်ပါမယ်။ ီနေရာမှာပန်းရံကတ်ထဲကအရှိတ်တွေကိုထည့်ပြီးတော့ကျွန်တော်တို့နေရာလိပ်စာတွေကိုမှတ်ကန်အောင်ထည့်ပေးရပါမယ်ကျွန်တော်တို့ text form ဖိတဲ့အခါမှာလည်းဒီအထည်ကအရှိတ်တွေနဲ့ပြုလုပ်အောင်ပဲဖြစ်ပါတယ်ကိုယ့်ရဲ့အထိုင်းနိုင်ငံမှာတရားဝင်နေတဲ့အကြောင်းကို ID verification လုပ်ခိုင်းတဲ့အခါမှာလည်းပန်းရံကတ်နဲ့ပဲဓာတ်ပုံရိုက်ပြီးတော့ကျွန်တော်တို့တင်ပြလိုက်လို့ရပါတယ်ဓာတ်ပုံရိုက်တဲ့အခါကတ်ကိုကျွန်တော်တို့အနားလေးခုလုံးကိုပေါအောင်ရှင်းလင်းပြသအောင်တည်ပြီးတော့တင်ပြရမှာဖြစ်ပါတယ်ကျွန်တော်တို့ပန်းရံကတ်ကလည်းတည်တတ်မကုန်သေးတဲ့ကတ်ဖိရပါမယ် ရည်ကျူးကနေလိုက်စာတွေပြီးဖို့အတွက်ပန်နံပါတ်ပါတဲ့စာအုပ်ကိုကိုစီကိုပို့ပေးပါလိမ့်မယ်ဒီစာအုပ်ကကိုစီကိုရောက်လာဖို့အတွက်ပန်းဟံကကိုင်ဆောင်ထားတဲ့လူရဲ့နေရာလိုက်စာတိကျကိုထိပေးရင်ရောက်လာပါလိမ့်မယ်ဒီအဆင့်တွေကိုပန်းဟံကအထောက်အထားကိုအသုံးပြုပြီးတော့ decision ပြုလုပ်သွားမှာဆိုရင် online ကနေပတ်စံချဖို့အတွက်မခက်တော့ပါဘူးလူနေတလားဆိုရင်လည်းရေးသားတော်တော့လွယ်မနေပါဘူး ကျွန်တော်တို့ consistency ရှိရှိနဲ့ကိုယ့်ရဲ့ niche ပေါ်မှာ video တွေဖန်တီးပြီးတော့ထင်သွားမယ်ဆိုရင်အရှင်တို့အတွက်မှာပတ်စံဝင်တဲ့အဆင့်ကိုရောက်သွားပါလိမ့်မယ် monetization အောင်တဲ့အရှင်ကတရားနဲ့တရားမတူနိုင်ပါဘူးကိုယ့်ရဲ့ရှင်နဲ့ group ဖြစ်တာပုံမူတည်ပြီးတော့တစ်လျှောနှစ်ပတ်တစ်လတစ်လျှော၃လ၅လတစ်နှစ်ဒီလိုပွားသွားနိုင်ပါတယ်ကိုကအပြင်မှာ full time ကြီးလုပ်နေရင်တော့ကိုယ့်ရဲ့ online ရှင်တွေမှာ niche video တွေဖန်တီးပြီးတော့ online ကနေအပေါ်ဝင်ဝင်တွေကိုကိုယ့်ရဲ့ skill ပုံမူတည်ပြီးတော့တစ်လကိုသိသိရှိရှိရှာနိုင်ပါတယ် video ကိုဆုံးဖြတ်ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ် video တွေရဲ့အချက်အလက်တွေကကိုယ့်ရဲ့ information တစ်ခုရရဆိုရင် video ကို like လုပ်ပေးခဲ့လို့ရပါတယ်နောက်ထပ် video မှာဖုန်းနဲ့ပဲ animation cartoon niche တွေကိုဖုန်းနဲ့ပဲအလွေတကူဘယ်လိုပြုလုပ်အောင်မလဲဆိုတာနေပေးသွားမှာမို့ subscribe လုပ်ပြီးတော့စောင့်ကြည့်လို့ရပါတယ်သိချင်တာရှိရင် comment မှာ share ခင်နိုင်ပါတယ်။ online ကနေအောင်မြင်စွာနဲ့ပတ်စံ share နိုင်ကြပါစေခင်ဗျာ။